ဘာမဘရင်း channel ကနေကြိုဆိုလိုက်ပါရယ်နေ့စဉ်နေ့တိုင်းအခုလိုအကြောင်းရအကောင်းတွေကိုတင်ဆက်ပေးနေတော့မို့လို့ကျွန်တော်တို့ channel ကိုနေ့တိုင်းလာရောက်နာဆင်ဖို့ဖိတ်ခေါ်ချင်ပါရယ်ကဲဒီနေ့ခေတ်ကိုကြည့်လိုက်ရင်လေအားလုံးကအလုပ်ဒီနေ့ကိုနှစ်ပတ်လုံးနေကြရတာဟုတ်တယ်မလား calendar တွေကအစည်းအဝေးတွေနဲ့ပြည့်နေတယ် to do list တွေကလည်းဆုံးကုန်မဆုံးနိုင်ဘူးဒါပေမဲ့ညဘက်အရာဝန်ခံနေကြတော့ဘာဖြစ်လဲတခုခုတော့လုံနေတယ်လို့ပဲဂျီနာမှုကမရှိဘူးတကယ်တော့ အလုတ်ရှုပ်နေတာနဲ့တကယ်အရေးပါတာကိုလုပ်နေတာနဲ့ကမတူဘူးလေဒီနေ့မှာတော့အဲ့ဒီအလုတ်များပြီးအရာမထင်တဲ့ဝေကရက်ထဲကနေဘယ်လိုယုံကြမလဲတကယ်အရေးကြီးတာတွေတက်အချင်းကိုဘယ်လိုဖန်တီးယူမလဲဆိုတာကိုပြောပြသွားမှာပါဒီမေးခွန်းကတော်တော်လေးစဉ်းစားစရာနော်ကိုကိုကိုတစ်ချက်တော့ရိုးရိုးသားသားပြန်မေးကြည့်ကြအောင်လားတကယ်အသက်ရှင်နေတာလားဒါမှမဟုတ်ဘဝကိုအပြေးလွှားပဲဖြစ်တတ်နေမိတာလားဆိုတော့ကို တကယ်တမ်းကျတော့လေကျွန်တော်တို့အများစုကကိုယ့်အချင်းတွေကိုကိုမပိုင်တော့သလိုဖြစ်နေတာစဉ်းစားကြည့်လေမနေ့အရာနိုးတာနဲ့ဖူးကိုယင်ကြည့်တယ် notification နဲ့ email တွေဟိုလူကဘာတောင်းဆိုတယ်ဒီလူကဘာလို့ခိုင်းတယ်အဲ့ဒါတွေနဲ့ပဲတနေ့တာကစတော့ရောကိုကကားမောင်းလို့မဟုတ်တော့ပဲသူများမောင်းတဲ့အချိန်လိုက်စီနေရတဲ့ခရီးသူလိုဖြစ်နေတာတမ်ပဲလေအဲ့လိုဖြစ်နေစရာမလိုပါဘူးကိုချင်းတွေကိုကိုလက်ထက်ပြင်ရောက်အောင်လုပ်လို့ရတဲ့နီလာနေရှိပါတယ်ဒါတကယ်ကိုထိရှာလွယ်တဲ့အချက်ပဲ ဒီစားကဖြည့်ရှင်းပေးခြင်းတဲ့အထီးကပြဿနာဆိုတာပဲအလွတ်တီတပြုံးကြီးလုံးနေတယ်ဒါပေမဲ့ဘဝကပိုကောင်းမလာဘူးအချင်းလုံးလှုပ်ရှားနေတယ်ဒါပေမဲ့တကယ်အသက်ဝင်နေတယ်လို့မခံစားရဘူးဒီလိုအသေးပဲမရှိတဲ့အလို့ရှုံမှုတန်တရာထဲမှာပိတ်မိနေတယ်ဆိုတဲ့ခံစားချက်မျိုးကြုံပူကြမှာပါကံကောင်းမှာတော့ဗျာဒီအချင်းနေနဲ့ယုံထွက်ပြီးတော့နေရတိုင်းကိုရေချက်ရှိရှိအသေးပဲရှိရှိဖြတ်တန်းနိုင်မဲ့လက်တွေ့ကြတဲ့နီလန်းဒီတကယ်ရှိပါတယ်အဲ့ဒီဘာတိချင်းမလဲစပီကြီးလိုက်ကြအောင်ပထမဆုံးနဲ့အရေးအကြီးဆုံးအခြေလမ်းကတော့ ကိုယ့်ရဲ့တနေ့တာအတွက် highlight ဆိုတာကိုသတ်မှတ်တာပါပဲ highlight ဆိုတာပါလဲဆိုတော့လေတနေ့တာလုံးမှာတခြားပါလုံးမမပြီးရင်တောင်းဒီတစ်ခုတည်းကိုသာပြီးအောင်လုပ်လိုက်ရရင်အဲ့ဒီနေ့ကအောင်မြင်တယ်ကျေနပ်တယ်လို့ခံစားရစေမယ့်အထူးကဦးစားပေးအလုပ်တစ်ခုပါပဲတနေ့တာတဲ့ကြောက်စုတစ်ခုလို့ကိုယ့်ရဲ့လမ်းပြချက်တစ်ခုလို့ပေါ့ကဲ highlight ဆိုတာကိုနည်းနည်းလေးထဲရှင်းအောင်ပြောရရင်ဒါကရိုးရိုး to do list ထဲက email စစ်မယ်တို့ဈေးသွားမယ်တို့လို့အလိုမျိုးမဟုတ်ပါဘူး။ဒါကကိုယ့်အတွက်တကယ်အရေးပါတဲ့အရာတစ်ခုဖြစ်ရမယ်။ ဥပမာကိုရေးနေတဲ့စာအုပ်ရဲ့အခန်းတစ်ခန်းကိုအပိတတ်တာမျိုးဒါမှမဟုတ်မိသားစုနဲ့အရေးတွေးရှိတဲ့အချင်းကိုတကယ်ပေးဖြစ်တာမျိုးကိုလက်လေးချင်းခန်းကိုတိချလုပ်ဖြစ်တာမျိုးပေါ့တဏိတာရဲ့အောင်မြင်မှုကြောက်တိုက်တစ်ခုလို့သတ်မှတ်လို့ရပါတယ်ဒီ highlight ဆိုတဲ့ idea ဘဲကစလဲဆိုတော့လေစာရေးသူ John Zareski ရဲ့ကိုတွေ့ဇလန်းကနေလာတာပါသူက Google Ventures မှာအလုပ်လုပ်တုန်းကဆိုအလုပ်တွေအရန်ရှုတ်တာပေါ့ ဒါပေမဲ့တနေ့မှသူရိုးရိုးရဲ့တတိချမိလိုက်တာကဟာငါလွန်ခဲ့တဲ့နှစ်လအတွင်းဘာတွေလုပ်ခဲ့လဲဆိုတာတတိချချပြန်မပြောနိုင်ပါလားဆိုတာပဲနေ့တွေကအလုတ်ရှုပ်ရင်းနဲ့ပဲကုံရွားတယ်ဒါပေမဲ့အမတ်တရဆိုလို့ဘာမှမကြံခဲ့ဘူးအဲ့ဒီအချိန်မှာပဲသူကအော်တိုပိုင်လိုက်နဲ့ဘဝကိုဖြစ်တတ်နေရတဲ့အန်ဒီရေဘိုသဘောပေါက်သွားတော့တာပဲဒီဖြစ်ဖြစ်က highlight ဆိုတဲ့အယူအဆကဘာကြောင့်ဒီလောက်အရေးကြီးလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေလောက်ပါကဲဒါဆိုကိုယ့်ရဲ့ highlight ကိုဘယ်လိုရွေးမလဲအရင်လွယ်ပါလဲ ရိုးရိုးရှင်းရှင်းမေးခွန်းတုံးခုပဲကိုကိုကိုမေးဖို့လိုတယ်။ပထမတစ်ခုကဒီနေ့ချက်ချင်းလုံးမှထိမဲ့အရေးအကြီးဆုံးရကဘာလဲ urgency ပါနော်ဒုတိယတစ်ခုကဒီနေ့ဘယ်အလုပ်တစ်ခုကိုသာပြီးအောင် လုပ်လိုက်ရင်ငေါ်တော်လိုက်တာဆိုပြီးဂျင်းတ်မှုအပြည့်ရမလဲ satisfaction ပါတတိယတစ်ခုတော့ဘေးရာကိုလုပ်ရရင်ဒီနေ့မှပျော်စရာအကောင်းဆုံးဖြစ်မလဲ joy ပါအဲ့ဒီသုံးခုတွေကတစ်ခုခုကိုအပြည့်ရှာလိုက်တာ ਨੇ အဲ့ဒါကကိုယ့်ရဲ့တဏိတာအတွက် highlight တွေတော့ပါပြီ highlight ကိုရွေးပြီးပြီဆိုရင်နောက်တစ်ဆင့်ကတော့အဲ့ဒီအလို့ကိုတကယ်လုတ်ဖို့ပဲဒီနေရာမှာလေးစားမိုးဆိုတဲ့ရှင်နေတစ်ခုကို ဖန်တီးရပါမယ်လေးစားမိုးဆိုတာဘာလဲဆိုတော့အနောင်ရက်တွေအားလုံးကိုဖယ်ရှားပြီးကိုယ့်ရဲ့အာယုံစူးစိုက်နေစွမ်းအားအခုံလုံးကိုရွေးထားတဲ့ highlight အလို့ပေါ်မှာပဲတင်းငင်စွာပုံအပ်လိုက်တာမျိုးပါအာယုံစိုက်ဖို့ကြိုးစားတဲ့အခါမှာလူအများစုက စိတ်သက်ခွန်အား will power ကိုပဲအားကိုးကြတယ် ငါ Facebook မသုံးတော့ဘူးငါ YouTube မကြည့်တော့ဘူးလို့ကို့ဘာသာအထင်ပြောကြတယ်ဒါပေမဲ့ will power ဆိုတာက battery နဲ့တူတယ်ဗျာတုံးလေကုံလေပဲဒီစာအုပ်ကအကြံပေးတာကပိုပြီး smart ကြတဲ့နီလန်းပါအဲ့ဒါကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြိုပြီးထိန်းချုပ်ထားလိုက်တာဆိုလိုတာကအနောက်အရှက်တွေကိုစီမရောက်လာခင်ကတွေကတန်တန်ကာထားလိုက်တာမျိုးပေါ့ in reality ဇလန်းကိုပဲကြည့်လေ သူကသူ့ရဲ့အချင်းငယ်အာယုံဆိုင်မှုကိုအဓိကခိုးယူနေတဲ့ဆိုရှယ်မီဒီယာကိုဖယ်ရှားဖို့ရဲရဲရင်ရင်ဆုံးဖြတ်ခဲ့တယ်။သူ့ရဲ့ဖုန်းတွေကွန်ပျူတာတွေအားလုံးပေါ်ကနေ Facebook app ကိုဖျက်ဖြစ်လိုက်တယ်။အစပိုင်းကဟာတာတာကြီးပေါ့။ဒါပေမဲ့တိတ်မကြပါဘူး။ကြီးမားလက်စိတ်သက်သာရမှုကိုခံစားလာရတယ်။ဒါဟာပဝင်းကျင်ကိုပြောင်းလဲလိုက်တာကကိုယ်စိတ်ကိုအတင်းချုံတိနေရတာထက်ဘလောက်တောင်ပိုထီးရောက်လဲဆိုတာကိုပြနေတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲ။အဲဒီရဲ့စံတတ်မှုကခဏလေးထမဟုတ်ခဲ့ဘူးနော်။ तू आ फेसबुक မသုံးဘဲဆက်လက်တည်တည်နေထိုင်ခဲ့တာအဲ့ဒီအချိန်မှာ तू ဘာဒီပြန်ရခဲ့လဲဆိုတော့သူတင်ခဲ့ခြင်းနေနဲ့ပိုးပြီးနတ်နဲ့ဆိုင်ဆိုင်စကားပြောဖြစ်တယ်ဆက်ဆံရေးတွေပိုကောင်းလာတယ်ပြီးတော့သူ့အချင်းဒီကိုပိုးပြီးအသေးပေရှိရှိသုံးနိုင်လာတယ်ဒါကရေတို့ဖြစ်ရှင်းနေမဟုတ်ဘူးကို့ဘဝကိုပြန်ပြီးထိန်ချုံနိုင်စေမဲ့ရေရှည်ဒီရန်နဲ့ပြောင်းလဲမှုတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုတက်တေပြနေတာပါနောက်တစ်ယောက်စာရေးသူ Jake Knapp ရဲ့နီလန်ကတော့ ပိုတောင်လွယ်သေးတယ်တကယ် life hack လို့ပြောလို့ရတယ်သူကစာရေးဖို့အာယုံစိုက်ချင်တဲ့အခါမှာလေဒေါ်လာ10လောက်ပဲပေးရတဲ့ရိုးရိုးအောက်လက်တိုင်မာလေးတစ်ခုကိုဝယ်လိုက်တယ်ပြီးတော့သူ့ရဲ့ wifi router ကိုအဲ့ဒီတိုင်မာနဲ့တက်ထားလိုက်တာသူစာရေးမဲ့အချိန်ဥပမာမနက်9:00နာရီကနေ10:00နာရီခွဲထိပေါ့အဲ့ဒီအချိန်မှာ internet ကအလိုလိုပိတ်သွားအောင်အချိန်ကိုက်ထားလိုက်တယ်စရော internet ထုံးချင်တဲ့စိတ်ကိုအတင်းထင်းချုံနေစရာမလိုတော့ဘူးလေပဝင်းချင်းကအနောက်ရက်မရှိအောင်ဖန်တီးပြီးသားဖြစ်သွားတာပေါ့အရမိုက်တဲ့ trick လေနော် ကဲ highlight လေးသတ်မှတ်ပြီးပြီ laser mode အတွက်ပတ်ဝန်းကျင်ကိုလည်းဖြင့်စင်ပြီးပြီဒါပေမဲ့ဒီຢာရီအလုံးကိုအကောင့်ထည့်ဖို့ဖို့အတွက်အခြေခံအကြဆုံးလိုအပ်ချက်တစ်ခုချက်မှတ်တည်ရအဲ့ဒါကတော့ရုပ်ပိုင်းဆိုင်ရာစွမ်းရည် energy ပါပဲဥနောင်ရဲ့စွမ်းဆောင်ရည်နဲ့အာယုံစူးဆိုင်မှုဆိုတာက ကောင်းမွန်တဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ဆိုတဲ့အုံမြစ်ပေါ်မှာတိဆောက်ထားတာမဟုတ်လားစွမ်းရင်ရဖို့လိကျင့်ခံလို့ရမယ်ဆိုတာနဲ့နာရီပေါင်းများစွာကျင့်မှချွေးတလုံးလုံးဖြစ်နေတဲ့ပုံကိုတွေးမိကြမှာပဲ။ ဒါပေမဲ့ဆမ်မစ်ဇလန်ကအဲ့ဒီအယူဆကိုချိုးဖျက်သွားတယ်။သူကနေတိုင်း7 minute ပဲအပြေးလေချင်းကလုတ်ခဲ့တာ။ယုံနိုင်လား။ဒီလောက်တူတာနေချင်းလေးကပဲသူ့ကိုတနေ့တလုံးအလုတ်မှာလေစာလိုဆူရွှေ့တဲ့အာယုံစွဆိုင်မှုမျိုးပေးဆွာနိုင်ခဲ့တဲ့။ဒါကဘာကိုပြလဲဆိုတော့တင်းငယ်ပြီးသဆိုင်မမတ်လုတ်တဲ့အလီကျင့်လေးတွေမှာကြီးမားတဲ့စွာရှိတယ်ဆိုတာပါပဲ။ကျွန်တော်တို့ထဲကအများစုကတော့စားရင်ရဖို့ကော်ဖီကိုပဲအားကိုးကြတာပေါ့။ဒါပေမဲ့ကေဖီန်တက်ကဘလို့အလုတ်လုတ်လဲဆိုတာကိုနားလည်ထားရင်သူ့ကိုပိုပြီးထိထိရောက်ရောက်သုံးလို့ရမယ်။ ်အခြေခံအချင်းပြောရရင်ကေဖင်ကဥနှုတ်ကိုဟေးအနားယူချင်းတမ်းပြီးလို့အချက်ပြတဲ့အဘာဂျီနော်စင်ဆိုတဲ့ဓာတုပိစီကိုခဏတာပိတ်ဆို့ထားလိုက်ကအဲဒါကြောင့်ကျွန်တော်တို့ကမောပန်းနေတာကိုခဏမေ့ပြီးလမ်းဆက်ညီတယ်လို့ခံစားရတာပေါ့ကော်ဖီနဲ့ရဲ့အကျိုးကိုအပြေးဝါရခြင်းရင် ပြီးတော့ကော်ဖီဆွဲတာမျိုးမဖြစ်ခြင်းရင်အချိန်ကိုက်တောက်ဖို့ကအရေးကြီးပါတယ်ကျွမ်းကျင်သူတွေအကြံပေးတာကတော့မနေ့အိပ်ရထထခြင်းကော်ဖီတောက်တာချက်မနေ့9နိုင်ခွဲလောက်မှာပထမတစ်ခွက်တောက်တာကအကောင်းဆုံးပဲတဲ့ ။ဘာလို့လဲဆိုတော့အားရတဲ့အချိန်ကခန္ဓာကိုယ်ရဲ့တဘာဝနိုးကြမှုဆိုရင်စပြီးကြာဆင်းလာတဲ့အချိန်မို့လို့ပါ။နေလဲဆာဆာပြီးထိုင်မိုင်းလာပြီးဆိုရင်တော့နေလဲတနေ့ခွဲလာမှနောက်တစ်ခွက်တောင်းနိုင်ပါတယ်။ကဲအခုဆိုရင်ကျွန်တော်တို့ make time ရဲ့အထီးကအစီပိုင်း၃ခုကို လေ့လာပြီးသွားပြီ။ဒါပေမဲ့အရင်အကြီးဆုံးကတော့ဒီနီလန်းတွေကိုတင်းကျပ်တဲ့စီကန်းနဲ့လုံမြင်ဖို့ပါပဲ။ဒါတွေကကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ဒီဇိုင်းဆွဲဖို့ နေ့ရက်တိုင်းကိုပိုပြီးရည်ရွယ်ချက်ရှိရှိနဲ့အထိပယ်ပေးအောင်နေချိန်ဖို့ကြောင့်တုံးလို့ရတဲ့အစွမ်းထက်ကိရိယာတွေ 2day လို့ပဲသဘောထားတင်ပါတယ်။ဒီတော့အလုံးကိုပြန်ပြီးချုပ်လိုက်ရရင် make time framework မှာအဓိကမနိုင်ချေ၃ခုရှိတယ်။ပထမဆုံးက highlight ပါ။နေ့တိုင်းကိုအကျွတ်တကယ်ရေးပါတဲ့ဦးစားပေးအလုပ်တစ်ခုကိုရွေးချယ်တာ။ဒုတိယကလေးစားပါ။အဲ့ဒီအလုပ်ကိုအယုံစိုက်ပြီးလုပ်နိုင်ဖို့အနောက်ရှေ့ကိနဲ့ပတ်ဝန်းကျင်ကိုဖန်တီးတာ။နောက်ဆုံးတစ်ခုကတော့ energize ပါ။ ကိုခန္ဓာကိုယ်ရဲ့ဆိုင်ရင်ကိုလှုပ်ရှားမှုအိပ်စက်မှုပြီးတော့ကဖိန်းဓာတ်ကိုပညာရှိရှိသုံးပြီးစီမံခန့်ခေါ်လိုက်ပါပေါ့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ make time ရဲ့တကယ်ပန်းတိုင်ကိုပြန်ပြီးအလေးပေးခြင်းပါတယ်ဒါကအလုပ်တွေကိုအမြန်ဆုံးအများဆုံးပြီးအောင်လုပ်ဖို့နီလန်းတစ်ခက်တည်းတည်းမဟုတ်ပါဘူးအဓိကကတော့ကိုလုံးနေတဲ့အလုပ်တွေကနေတစဉ်ကိုဘဝကအသက်ဝင်လှုပ်ရှားနေလေအတိပ္ပယ်ရှိတယ်လို့ခန့်စားရဖို့ပါအလုပ်ပြီးမြောက်ခြင်းကိုပြီးပြည့်စုံမှုကောင်းမွန်တဲ့ဘဝနဲ့ချိတ်ဆက်ပေးဖို့ပါပဲ အဆုံးတိုင်းအနေနဲ့ဒီနေ့ကျွန်တော်တို့လေးလာခဲ့ရတွေကိုလက်တွေ့အထုံးချကြီးကိုဖိတ်ခေါ်ချင်ပါတယ်။ကိုကိုကိုဒီမေခွန်းလေးပြန်မေးကြည့်လိုက်ပါ။ဒီနေ့ငါ့အတွက် highlight ကဘာဖြစ်မလဲ။အထီကိုရှာပါ။ပြီးတော့အဲ့ဒီအတွက်အချင်းကိုဖန်တီးလိုက်ပါ။အချင်းကိုစီမံခန့်ခွဲတာထက်အချင်းကိုကိုယ်တိုင်ဖန်တီးပြီးတကယ်အရေးကြီးရတွေကိုအာယုံဆိုင်နိုင်ကြပါစီလို့စင်နာပြူလိုက်ပါတယ်။